အားလုံးပဲမင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနရင်ထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှေ့လာမယ့်နှစ်ရက်တွေဟာမြန်မာနိုင်ငံရေးပြောင်းလဲသွားမယ့်အချိန်အခါပါပဲ။မင်းရေးချိန်ရွေးကောက်ကမအောင်ရင်စစ်ကရှုံးကြားဖြတ်မှုရဲ့ရစဝဲမှုတွေအတွက်အမေရိကန်တပ်ကဝင်လာနေပြီ။ဒဲပဲပြောမယ်မင်းတို့ခွေးတက်ကြီးဘာမှလုပ်မရတော့ဘူး။အားလုံးကြောင်ပိတ်နေပြီ။ပြေးချဖို့နဲ့တေဖို့ပဲရှိတော့တယ်။မင်းတို့တက်ပြက်ကြီးလုံးဝကြာရှုံးပြီ။ အဲ့တော့ Facebook မှာမင်းတို့စာခဘောမတွေဘလောက်ွားတာဖြန့်ဖြန့်လိညာတွေးထိုးကြိုက်တာလုပ်နေပါစေစေးမတိုးတော့ဘူးစကားကုန်ပြောရရင်မင်းတို့ဘာမှကိုလုံးမရတော့ဘူးခုတော့ Facebook နဲ့ TikTok တွေမှာပလူပြန်နေအောင် ဖုံထနေတဲ့စံကုန်မြေလေးတရားဘူး၃កောင်မှတန်နေဇွကြားတွေလည်းမအားလာလစ်တာနဲ့အကုန်ကြက်ပြောင်ခက်ပြောင်ပဲခုတော့မအားလာအာကိုနဲ့ပလူပြန်ဖုံထပရာဟိတဗန်းပြပြီးနောက်ွယ်မှာမျိုးစုံကျူးလွန်နေသည်များတွေမအားလာလစ်တာနဲ့တော်လန်ရေးပြတာနဲ့အကုန်တန်းစီဘောင်ချာနဲ့ရေလန်ရှင်းထုတ်ပြီး ဆိုရှယ်နက်ဝက်ကြီးတစ်ခုလုံးတန့်သွားအောင်ဂျပိုးတခုဖောက်ကောင်းခေကိုထူထောင်နေတဲ့မအားလာနဲ့အတူရောယူဝါတို့ပို့ဆောင်နိုင်အောင် PDF တက်တော်ကတေချာအရေးယူပြီးပြည်သူအတွက်သွေးချွေးကိုပြန်ဆက်ကြရမယ်။အဲ့တော့မအားလာဟာကူကြားပြန်ဟာသူနဲ့မဆိုင်တဲ့အောင်မကြောက်တဲ့အောင်ဟန်ဆောင်လုပ်ပြနေပေမဲ့အတွင်သတင်းတွေအရာ US ဝင်ရှင်းမဲ့တဲ့တဲ့ကျုပ်ကပါငါးနိုင်ငံပေါင်းရှင်းလင်းမယ်ဆိုတဲ့သတင်းကြောင့်နာပါတာတစ်ခုလုံးမူမီလောင်နေတယ်လို့ကျုပ်က ကြားဖြတ်လက်သေးစည်ရင်တဲမှာမအားလာတက်ကိုပါတရားဝင်စည်ရင်ထုတ်ပြီးအတိပေးပြီးမအားလာကိုတွန်းချလန့်လွဲထားလို့အကယ်၍ US နဲ့ကျုပ်မြန်မာတဲဝင်ရှင်းတဲ့နေ့မအားလာစောချစ်သူနဲ့ပါဝင်ပတ်သက်နေသူတွေအကုန်ဝယုံသုံးကားနဲ့ပြေးချရရမယ်ဆိုတာအဲ့ဒီကိုနားဆွင့်ထားကြရှေးလာမယ့်ရက်တွေဟာမြန်မာနိုင်ငံရေးပြောင်းလဲသွားမယ့်အချိန်ခါပဲနေ့ရက်တိုင်းနေ့ညဘဲကောင်းတွေဝယုံသုံးကားနဲ့ပြေးကြမလဲလာမယ့်ရက်တွေဟာနိုင်ငံရေးစစ်ရေးထက်မအားလာတွေပြေးကြမယ့်သတင်းတွေသာထွက်ပေါ်လာလိမ့်မယ် ဒေသသတင်းမပြတ်နာဆွင့်ကြောင်းကြောင်ပိတ်နိုင်ဖို့ကြိုးစားကြပါဒီအခွင့်အရေးကို NUG ဒေသလုတ်ပြနိုင်ရင်တော်လန်ရေးပါတန်းအောင်ပါပြီးပြောပါရစေဆက်လက်ပြီးမိုင်းပြင်းမျိုးနယ်တွင်ခမာယ928မှာဗိုလ်ကြီးဖြိုးကိုကိုကျော်နေမိမနတီမြဝင်းတို့ကအွန်လိုင်းငွေစုထည်ဟုဆိုကရှယ်ယာထည့်သူများခေါ်ယူပြီးငွေကျပ်သိန်း3000လိမ့်လိမ့်ငွေပြန်တောင်းသူများကိုဖမ်းဆီးတပ်ဖြတ်မိဟုချင်းချောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ထရီကန်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းပြေမြို့နယ်ဤချင်းမြန်တရင်အမှတ်928မှဘူကြီးဖြိုးကုတ်ကိုကြော်နေမိမနတိမြဝင်းတို့ကအွန်လိုင်းငွေစုတည်ဟုဆိုကရှယ်ယာရှင်များခေါ်ယူပြီးနောက်ရှယ်ယာငွေ3000ကျော်ကိုလိမ့်လည်ထားကြောင်းလိမ့်လည်ခံရမိသူများကသတင်းဌာနကိုပြောကြားပါရယ်စစ်တကတူအပတ်စဉ်62ကြောင်းစဉ်ဗိုလ်ကြီးဖြိုးကုတ်ကိုကြောင်းမှာခမရ928တွင်တာဝန်ထမ်းဆောင်နေစဉ်အွန်လိုင်းမှာတက်ဆင့်ငွေစုထည့်ရှယ်ယာရှင်များခေါ်ယူခဲ့ကြောင်း ထို့သောရှယ်ယာရှင်များကိုခေါ်ယူရာတွင်မိမဖြစ်သူနတိမြဝင်းဤဘဏ်အကောင့်များအပြင်ငွေစုသည့်ရှယ်ယာများကိုလက်ခံခဲ့ကြောင်းရင်းနှောင်းရှယ်ယာစုသည့်ငွေကြေးနှင့်အမြတ်များကိုပုံမှန်ပေးဝေနေရမှရှယ်ယာငွေပမာဏသည်ထိန်းထောင်ကြီးဖြစ်လာသောအခါမိသည့်အမြတ်ဝေစုကိုမှလုံးဝမပေးတော့ကြောင်းထို့ကြောင့်ရှယ်ယာငွေထည့်ဝင်ထားသည့်သူများကသူတို့ထည့်ဝင်ထားသည့်ငွေကြေးများပြန်လည်ပေးအပ်ရန်တောင်းဆိုသောအခါတပ်ဖြတ်ပြစ်မိဟု၎င်း PDF ထောက်ဖို့အမိတက်၍ဖမ်းဆီးအစာဖြောက်မိဟု၎င်းအမျိုးမျိုးချိန်ချောက်ပြောဆိုနေကြောင်းသိရပါသည် အွန်လိုင်းရှယ်ယာစုချေးစုပြီးလင်းရောမရရောအဲ့ဒီငွေတွေကိုသုံးဆွဲပြီးတာဝန်မယူပဲစုချေးရှယ်ယာပါသူတွေကိုလာတောင်းရင်ဖန်ခိုင်းမယ်အစာဖြောက်ပြစ်မယ်ဆိုပြီးပြောတယ်အလုံးပါသွားတာကငွေချက်သိန်း3000ကျော်ပါတယ်မိမကလိန်နေလင်းကရှယ်ယာရှင်တွေကိုနင်တို့ကိုအကုန်လုံးဖမ်းပြီးအသက်ပါဖြောက်ပြစ်လို့ရတယ်လို့ချင်းကြောက်တယ်ဟုလိန်လေခံရသူတအူကပြောဆိုပါတယ်ခါမရ928မှအပိုကြီးဖြိုးကိုကိုကျော်နဲ့မိမနဒီမြဝင်းတို့ဤလိန်လေမှုခံရသောပြည်သူအရေးအတွက်မှ90ဝန်းကျင်ရှိကြောင်း ်သက်ဆိုင်ရာတည်ရင်မှုတိုင်မှုများထံသို့တိုင်ကြားတော်လဲညီသည့်အရေးယူမှုမှမရှိကြောင်းသိရှိရပါတယ်။ခမာယ928တက်ကအပတ်စဉ်48ကျောင်းစဉ်စစ်အရာရှိကြီးတွေကိုအပါလီရဲ့ IO ကငွေတွေလိမ်နေတယ်လို့တိုင်တော်လဲသူကဘာမှအရေးမယူဘဲနေတယ်။အဲ့ဒီတော့ဖိုးကြီးဆိုသူကရှေယာရှင်တွေအကုန်လုံးကိုနင်တို့ကိုအကုန်လုံးဖမ်းပြီးအသက်ပါဖျောက်ပြစ်လို့ရတယ်လို့ချင်းချောက်ပြောတယ်ဟုလိန်လေခရသူအခြားတအုပ်ကထပ်မံပြောဆိုပါတယ်။ဖိုးကြီးဖြိုးကုတ်ကိုကျော်နေမိမနဒီမြဝင်းတို့က ငွေချင်းများတင်းထောင်ကြည့်လိမ့်လည်ပြီးနောက်မြေကွက်များဝယ်ခြင်းကားများဝယ်ခြင်းများဖြင့်တတိကဲ့သို့သုံးဆွဲနေကြောင်းသိရပါသည်။ရခိုင်ပဲခူးအဆက်ရခိုင်မကွေအဆက်နှင့်ရခိုင်အေယာဝတီအဆက်တိုက်ပွဲများတွင်စစ်တပ်မှအလံဖြူထောင်သူဖမ်းဆီးရမိသူနှင့်ထွက်ပြေးလာသူတပ်ဖွဲ့ဝင်82ဦးကျော်ကိုအေအေကဖမ်းဆီးရရှိစစ်တုံးပန်းများတွင်ပေါ်တာဆွဲခံရသောအသက်18နှစ်မပြည့်သေးသောအထက်တန်းကျောင်းသားများပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ ရခိုင်ပဲခူးအဆက်ရခိုင်မကွေးအဆက်နဲ့ရခိုင်အေယဝတီအဆက်တိုက်ပွဲများတွင်စစ်တပ်မှအလံဖြူထောင်အလင်းဝင်သူဖမ်းဆီးရမိသူနှင့်ထွက်ပြေးလာသူတပ်ဖွဲ့ဝင်82ဦးကို AA ကဖမ်းဆီးရရှိထားကြောင်း AA ကယမန်နီညပိုင်းသတင်းထုတ်ပြန်ပါသည်ရခိုင်ပဲခူးတိုင်းအဆက်ရခိုင်မကွေးတိုင်းအဆက်နှင့်ရခိုင်အေယဝတီတိုင်းအဆက်တို့တွင်စစ်ကော်မရှင်ဤထိုးစစ်များကိုအရက်ကတက်တော်ကခုခံစစ်များနှင့်အတူတံပြန်ထိုးစစ်များဖြင့်အကောင်ဆုံးတံပြန်လျက်ရှိကြောင်းစစ်ကောင်မရှိမတရားတပ်ဖြင့်အတင်းအဓမ္မစစ်မှုထမ်းရန်စူးစောင်းခံရသောတပ်ဖွဲ့ဝင်တင်များသည်လည်း တိုက်ခိုက်လို့စိတ်မရှိပဲတိုက်ပွဲဖြစ်ပွားရနေရာများမှာအခွင့်ရေးရရင်ရသလိုနေစဉ်နဲ့အမျှထွက်ပြေးလျက်ရှိကြောင်းထို့ပြင်စစ်တပ်မှစစ်သားများမှာအလံဖြူထောင်းလက်နက်ချခါအလင်းဝင်ရောက်လျက်ရှိကြောင်းထို့တူအချို့သောစစ်တပ်မှတပ်ဖွဲ့ဝင်များကိုတိုက်ပွဲအတွင်းလက်နက်ဖြင့်သို့မဟုတ်လက်နက်မဲ့လက်ရဖမ်းဆီးရမိခဲ့ကြောင်းအေအေကဆိုပါတယ်ရှိခုနှစ်နိုဝင်ဘာလ၈ရက်နေ့မှနိုဝင်ဘာလ10ရက်နေ့အထိဘကိုးတိုင်းပရောင်မြို့နယ်ကပါစာ16အနီးတိုက်ပွဲများအတွင်မှစစ်တပ်မှအလံပြူထောင်တက်ပြီးလက်ရဖမ်းဆီးရမိသူစုစုပေါင်း 16ဦးအထိရှိခဲ့ကြောင်းထို့ပြင်အခြားသောစစ်မြေပြင်တစ်ခုဖြစ်သည့်ပဲခူးတိုင်းပရောင်းမြို့နယ်ရောင်ကျိုးကျေးရွာအနီးလေလာတောင်ပတ်ဝန်းကျင်အနီးတိုက်ပွဲများမှလည်းစစ်တပ်မှအလံဖြူထောင်းတပ်ပြေလျက်ဖမ်းဆီးရမိသူစုစုပေါင်း10ဦးရှိကြောင်းသိရပါတယ်နိုဝင်ဘာလ9ရက်နေ့တွင်လည်းဘကူးတိုင်းပရောင်မြို့နယ်ကပါစာ16အနီးရင်းဆိုင်တိုက်ပွဲများအတွင်စစ်တပ်ခမရ363တပ်ရင်းမှတပ်သားလေးဦးကိုလည်းလက်ရဖမ်းဆီးရမိခဲ့ကြောင်းနိုဝင်ဘာလ10ရက်နေ့နိုင်ငံပြူဟာကုန်းရှိစစ်ကော်မရှင်တပ်၏ အမတ်ကိုစစ်မြေပြင်စေးတက်ရင်ခိုလန့်အခြေစိုက်တက်မှတက်ချက်မျိုးမင်းထုံကအရကတက်တော်ထံအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။အလားတူအော်တိုဘားလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အတွင်းအေယာဝတီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကြီးပါအနီးနှင့်လေးမျက်နှာမြို့နယ်ဆက်ဆက်ယိုချင်းလေကြီးရွာများအနီးဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်စစ်တပ်မှထွက်ပြေးလာပြီးနောက်အေအေထံတွင်ဖမ်းဆီးခံရသူစစ်သား20ကျော်နှင့်လက်နက်ချအလင်းဝင်ရောက်သူ20ကျော်အထိရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါစစ်သားများမှခမရ၄ခမရ၅ခမရ၆ခမရ၁၀ခလရ၃၅ခလရ၈၀အစရှိသောတမ66လက်အောက်ခံတပ်ရင်းများနှင့်အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတပ်ရင်းများဖြစ်ကြသောခလရ63အိမ်မဲခလရ281ပသိမ်အစရှိသောတပ်ရင်းများမှထွက်ပြေးလာကြသောသူများနှင့်လက်နက်ချအလင်းဝင်ရောက်လာကြသူများဖြစ်ကြောင်းအဆိုပါအလင်းဝင်ရောက်လာတော်သူများနှင့်ဖန်စီရမိသောစစ်သားများအလုံးနီးပါးမှယခုနှစ်အတွင်းအထင်အရမှစစ်မှုတမ်းပေါ်တာဆွဲခြင်းခံရသော စစ်တင်နှံစင်းများဖြစ်ကြပြီးအချို့မှာအသက်၁၈နှစ်မပြည့်သေးသောသူများအထက်တန်းတက်နေကြသောចောင်းသားများဖြစ်ကြကြောင်းသိရပါတယ်။ဆက်လက်ပြီးတထုံခရိုင်ဥက္ကဋ္ဌပရူဆောဆိုမြင့်အပါဝင်၂၂ဦးအမှုဖွင့်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU တက်မဟာတိတထုံခရိုင်ဥက္ကဋ္ဌပရူဆောဆိုမြင့်အပါဝင်၂၂ဦးကိုရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်အရေးယူထားတယ်လို့စစ်ကော်မရှင်ဘက်ကသတင်းထုတ်ပြန်ပါတယ်။ KNU တထုံခရိုင်ဟာ အာဏာသိမ်းစစ်ကော်မရှင်ကျင်းပပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲကိုစန့်ကျင်တိုက်ဖြတ်သွားဖို့ကြီးညာချက်ထုတ်ပြန်ခဲ့တဲ့အတွက်နိုဝင်ဘာ9ရက်နေ့ကတထုံမြို့နယ်တိမ်စိတ်နယ်မြေရဲစခန်းမှာအမှုဖွင့်ခဲ့တာလို့ဆိုပါတယ်။ KNU တထုံခရိုင်ဥက္ကဋ္ဌ Professor ဆိုမြင့်နဲ့အဖွဲ့ဝင်22ဦးကိုတော့အထွေထွေရွေးကောက်ပွဲနှောက်ရှန်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ23ခါခွေနဲ့အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။စစ်ကောင်မရှင်ရဲ့အမှုဖွင့်အရေးယူမှုအပေါ်ဂရုမစိုက်ကြောင်းနဲ့ KNU ရဲ့မူဝါဒအတိုင်းဆက်လက်လှုံ့ဆော်သွားမယ်လို့ KNU တထုံခရိုင်အထွေရေးမှု ဖရိုဆောအေးနိုင်ကသတင်းဌာနကိုပြောပါရယ် KNU တထုံခရိုင်ကစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပူပေါင်းပါဝင်တဲ့သက်ဆိုင်သူတွေရဲ့စူပေါင်းခေါင်းဆောင်မှုတွေနဲ့အတူအင်အားစုတစ်ခုဖွဲ့စည်းထူထောင်ပြီးတိုက်ဖြတ်ချိန်မုံသွားမယ်လို့ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ရက်စွဲနဲ့ကြေညာထားပါရယ်တဖက်မှာလည်းစစ်ကော်မရှင်ဟာ KNU ဥက္ကဋ္ဌဖရိုဆော ကွယ်ထူဝင်းအပါဝင်အဖွဲ့ဝင်73ဦးအရကတက်တော် AA ချင်းဒီအစိုးရအဖွဲ့ဝင်16ဦးတို့ကိုလည်း ပြီးခဲ့တဲ့စက်တင်ဘာ24ရက်နေ့မှာရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်ထားပါတယ်။အာနာသိန်းစစ်ကော်မရှင်ဟာသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ်ဆန့်ကျင်သူတွေကိုရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့ဇက်တိုက်ဆိုသလိုအမှုဖွင့်အရေးယူတာတွေလှုံ့ဆော်နေတာဖြစ်ပါတယ်။